မင်္ဂလာပါရှင်ပရိသတ်များရှင်မိမိဖုန်းထဲမှာ KP ရှိုံနဲ့လင်းရင်လက်မှတ်အလွယ်တကူဝယ်လို့ရပြီဆိုတာကိုသိပြီးကြပြီလားမသိရင်တော့ဒီနေ့ကျမက KP ကနေလင်းရင်လက်မှတ်ဘလို့ဝယ်ရမလဲဆိုတာကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးမိမိဖုန်းထဲက KP ရဲ့ကိုဝင်ပေးရပါမယ်ပြီးရင်တော့လူမှုဘဝဝန်ဆောင်မှုကိုရွေးချယ်ရပါမယ်မိမိ KP အင်္ဂလိပ်ဘာသာဖြစ်နေရင် like ကိုနှိပ်ပေးပါပြီးရင်တော့အပေါ်ကိုဆွဲတင်ရပါမယ်ပြီးရင်တော့ fly များကိုနှိပ်ပေးလိုက်ပါ ဒီနေရာရောက်လာရင်အချက်လက်တွေဖြည့်ပေးရပါမယ်။မြန်မာစီရီစင်ဆိုတာကမြန်မာနိုင်ငံသားလို့ပြောတာပါ။ Yes ကိုနှိပ်ပေးလိုက်ပါ။ Passenger နေရာမှာလူဦးရေထည့်ပေးပါ။ Front နေရာမှာမိမိစတင်ထွက်ခွာမယ့်မြို့ကိုထည့်ပေးရပါမယ်။ To ကိုတော့စားရောက်မယ့်မြို့ကိုထည့်ပေးရပါမယ်။ Trip type ဆိုတဲ့နေရာမှာကိုကအသွားပြန်ဖြတ်မယ်ဆိုရင် Trip type ကိုနှိပ်ပြီး Round trip ကိုရွေးချယ်ရပါမယ်။ကျမကတော့အသွားတစ်ချောင်းပဲဖြတ်မှာမို့လို့ one way ကိုပဲရွေးချယ်လိုက်ပါမယ်။ပြီးရင်တော့ search ကိုနှိပ်ပေးလိုက်ပါ။ ဒီနေရာရောက်လာရင်တော့မိမိသွားမဲ့အချိန်နဲ့ဈေးကိုကြိုက်ပြီးဆိုရင် choose ကိုနှိပ်ပေးလိုက်ပါ။ကျမကတော့မြန်မာလေးရင်ကိုပဲရွေးချက်လိုက်ပါမယ်။ဒီနေရာရောက်လာရင်တော့ email ကိုအမှန်ကြီးချစ်လိုက်ပါ။ပြီးရင် okay ကိုနှိပ်ပေးလိုက်ပါ။မိမိရဲ့ passport စာအုပ်ထဲကအချက်တွေကိုမှန်ကန်စွာဖြည့်ပေးရမှာဖြစ်ပါတယ်။တိုက်တဲ့နေရာမှာကိုကယောက်ျားလေးဆိုရင် Mr. ကိုရွေးချက်ရပါမယ်။ main ကလေးဆိုရင်တော့ Miss ကိုရွေးချက်ရပါမယ်။ first name နေရာမှာကိုရဲ့ရှေ့ကနာမည်ကို ရေးပေးရပါမယ်။ last name နေရာမှာတော့ကိုရဲ့နောက်ဆုံးနာမည်ကိုရေးပေးရပါမယ်။ မိုဘိုင်းနံပါတ်နေရာမှာမိမိဖုန်းနံပါတ်ကိုထည့်ပေးရပါမယ်။အီးမေးလ်နေရာမှာကိုယ့်ရဲ့အီးမေးလ်ကိုထည့်ပေးရပါမယ်။ပြီးရင်တော့အတက်ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ passport စာအုပ်ထဲကအချက်လက်တွေကိုမှန်ကန်စွာထည့်ပေးရပါမယ်။ဒီနေရာမှာလည်းအပေါ်ကဖြည့်တာနဲ့အတူတူဖြည့်ရပါမယ်။ Date of birth နေရာမှာမိမိရဲ့မွေးရက်မွေးလမွေးနေ့ကိုထည့်ပေးရပါမယ်။ Expiration date မှာမိမိစာအုပ် passport date ကုန်မဲ့ရက်ကိုထည့်ပေးရပါမယ်။ပြီးရင်တော့အပေါ်ကိုဆဲတင်ပြီးတော့ pay and book ကိုနှိပ်ပေးလိုက်ပါ။ဒီနေရာမှာ continue ကိုနှိပ်ပေးလိုက်ပါ။ send my booking confirmation via မှာ email ကိုအမှန်ချစ်ပေးလိုက်ပါပြီးရင်တော့ KP နဲ့ငွေပေးချေလို့ရပါပြီဒီနေ့မှာတော့ကျမတို့ရဲ့ device page လေးကနေ KP နဲ့လင်းလက်မှတ်ဘလို့ဝယ်ရမလဲဆိုတဲ့နီးလန်းလေးတွေကို share လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ပရိသတ်များအားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်